မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလုပသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအထနာမှာ2020ခုနှစ်မေလ31ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလုပသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရဟိုင်၊ရန်ကုန်မြို့မှာ31ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရဟိုင်နဲ့မန္တလေးမြို့မှာ32ဒီဂရီဆယ်စီယပ်90ဒီဂရီဖာရဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုတိုမှာဖမ်းရရှိတဲ့ပွန်ရောင်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာတင့်တင့်တင့်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတင့်တင့်တင့်မှာဒိန်နိုထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကန်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအင်းရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းနဲ့တာကြီးတို့မှာမိုးတိမ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားအနေအထားမှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေးခြင်းစားတဲ့မိုးလူဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကျန်တာနေတာကြီးနဲ့ပြည်내များမှာတင်းတက်တမတိတ်နှုတ်ထနေတာကိုတွေ့ရပါတယ်။မင်္ဂလာပင်လယ်ော်ခြင်းတွေကတော့ က်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်သွန်လင်းအကောင်နေပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကန်ယူရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရန်ပန်ရခမုတ်သက်လေပြင်များဆက်ရောက်ပြီးလှိုင်းကြည့်ပါမယ်မုတ်သက်လေပြင်စားစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကုန်35မိုင်တိတက်ခန်းနိုင်ပါတယ်လှိုင်းမြင်မှာမြန်မာကန်ယူရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာကိုဗေမှာ73ဘီကန်ရှိနိုင်ပါတယ်နက်ပြတ်မွတ်တဲ့ချိန်ဒီခမန့်ချက်များအနေနဲ့ကတော့ စကနိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယောပြည်နယ်တို့မှာနေရာဆက်စင်းနေကချင်ပြည်နယ်စကနိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြောင်းမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်စကနိုင်းဒေသကြီး ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊အင်အောင်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်တစ်ကြုံရွာပါမယ်။အမြင့်ဆုံးမိုးကြိမ်မှာ30ဒီဂရီဆယ်စီယပ်၊86ဒီဂရီဖာရန်ဟိုက်နဲ့ အနေအဆုံမူချိန်မှာ24ဒီဂရီဆယ်စီယဲ85ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလဝသအခြေအနေခန့်မှန်းချက်မှာမိုးအထင်တင်ထချုံလျှော်ပါမယ်။အမြင့်ဆုံမူချိန်မှာ32ဒီဂရီဆယ်စီယဲ90ဒီဂရီဖာရဟိုက်နဲ့အနေအဆုံမူချိန်မှာ26ဒီဂရီဆယ်စီယဲ89ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထချုံလျှော်ပါမယ်။ အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရန်ဟိုက်နဲ့အနိုင်ဆုံးမူချိန်မှာ28ဒီဂရီဆယ်စီယံ82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်တန်းခမန်းကျန်များအနည်းငယ်ကတော့ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အထူးမိုးလေဝသသတင်း ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်ထွာချက်များအရကပ်ပလီပင်နယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှမုတ်တုံလင်းအာကောင်နေခြင်းကြောင့်၎င်းအိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကိုဖျက်ချော်ခဲ့တဲ့လီဗီးယားနဲ့ရန်ဝင်ရဲ့အကျွမ်းအကြံတိမ်တိုင်များကြောင့်၎င်းဒီကနေ့ညနေမှာ2ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကရနဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ် ၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိမ်းမှ နေရာနှံပြားမူတည်ချုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မူကြီးနိုင်ပါတယ်။မြမကံယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှမ်းပန်ရခိုင်မိုးသက်လေပြင်းများဆက်ရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းစားစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကုန်35မိုင်အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကံယူရန်တရှောင်းနဲ့ ကန်လွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ73ပေကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါရင်မိုးသည်တန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချောင်းခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီကျွေးခြင်းလျှက်ရက်ပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ညငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုချုပ်တင်တတိပြုရှောင်ရှားနိုင်ပါရန်နေ ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရင်းနဲ့မြမကန်ယူတန်တစ်ဆောင်နဲ့ကန်းလွင်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေး၅ဖန်ရေရင်များတမောများနေဖြင့်လည်းချူတင်သတိပြုနိုင်မယန်သတိပေးနှိုးဆော်အပ်ပါရင်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္ထသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်